မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်များမှာ လေ့ကျင့်ရေးမပြည့်ဝတဲ့အပြင်တိုက်ခိုက်လူစိတ်တွေနဲပါနေတဲ့အတွက်တိုက်ပွဲတိုင်းလုံးလုံးမရှုံးနေနေမှာဖြစ်တယ်လို့စစ်တုံးပန်းမိပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလဆန်းမအတွင်းကမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာရှိတဲ့ငဖဲမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ဂုံစီယုံတိုက်ပွဲမှာအမှတ်69ချေလင်တက်မှထားတာကြောင့်အမှတ်99နှစ်မိပြူဟာအဖွဲ့ကယာယီမိပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဟာ စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တုံးပန်းဒုတိယဘုံမူကြီးကျော်ကျော်သက်ကလက်ရှိအခြေအနေဟာစစ်ကောင်စီတပ်များအနေနဲ့လက်ကျင်ရေးမပြေဝပဲတိုက်ခိုက်ရေးအားနည်းကြောင်းစိတ်ဓာတ်အားနည်းပြီးတော့တိုက်ခိုက်လို့စိတ်လည်းမရှိကြကြောင်းဒါကြောင့်အမြဲတမ်းလိုလိုတိုက်ပွဲတိုင်းလိုလိုမှာရှုံးနေနေမှာဖြစ်တယ်လို့ဝင်းခံပြောဆိုလိုက်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ကြည့်လိုက်အောင်ခင်ဗျာကျွန်တော်တွေ့ကြုံရတဲ့တွေ့ကြုံတွေကတော့ကျွန်တော်တို့တက်ကျွန်တော်လေ့ကျင့်ဒါကြီးဝမှုအားနည်းပါတယ်ပြီးရင် ကြီးကအရေးကြီးဆုံးကတော့ကျွန်တော်တိုက်လူခိုက်လူစိတ်နဲပါပါတိုက်ရိုက်ခိုက်ရည်လည်းအားနေပါစိတ်ဓာတ်အားနေပါလေအဲ့ဒီချက်တွေကြောင့်ဒါကျွန်တော်တို့လက်ရှိဒီဘယ်တိုက်ပွဲမှာပဲဘယ်နေရာမှာပဲရင်ဆိုင်ရင်ဆိုင်ကျွန်တော်တို့ရှုံးနေနေဦးမှာဖြစ်ပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့ပါကစ္စတန်နိုင်ငံသား၃ဦးအပါအဝင်ကြားဖြတ်ငွေလိမ်ကိန်းများမှာပိတ်လောင်ခံထားရတဲ့နိုင်ငံခြားသားအယောက်၁၀၀ကျော်ကိုဒီကနေ့မှပြန်လွှတ်ပေးမယ်လို့ DKBA အမှတ်၁စစ်ဒေသကိုကေရဲမှုကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မနေ့ကကြောက်ခတ်ဒေသမှာရှိတဲ့တရုတ်ကြားဖြန့်ငွေလိန်ဂိုင်းများမှာပါကစ္စတန်နိုင်ငံသားတို့ပိတ်လောင်ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်းသတင်းဖော်ပြခဲ့ပြီးတဲ့နောက် DKPA တပ်ဖွဲ့ကစစ်ဆေးရေးအဖွဲ့များကကြောက်ခတ်ဒေသအတွင်းမှာရှိတဲ့တရုတ်ကြားဖြန့်ငွေလိန်ဂိုင်းများရဲ့လုပ်ငန်းခွင်နေရာများကိုဝင်ရောက်ပြီးတော့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ သတင်းဌာနတွေကဖော်ပြခဲ့တဲ့ပါကစ္စတန်နိုင်ငံသား၃ဦးအပါအဝင်ပါကစ္စတန်နိုင်ငံသားအများအပြားနီပေါ်အာဖရိကနဲ့ဖိလစ်ပိုင်နိုင်ငံသားများစုစုပေါင်းနိုင်ငံသားသားအယောက်၁၀၀ကျော်ကိုပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ကအိမ်ပြန်ခြင်းနဲ့နိုင်ငံသားတွေကိုပြန်ပြီးတော့ခေါ်လာခဲ့ပါတယ်။စုစုပေါင်းအယောက်၁၀၀ကျော်လောက်ရှိမယ်။အကုန်လုံးကိုတပြိုင်နက်တည်းပြန်လွတ်နိုင်ဖို့အတွက်ထိုင်းနိုင်ငံကိုဆက်သွယ်ထားပါတယ်လို့ DGB အမှတ်၁စစ်ဒေသကိုကဲရဲမှုကရှင်းပြထားပါတယ်။ထိုင်းနိုင်ငံရဲ့လျှက်စက်မီးနဲ့လောင်စာဆီဖြတ်တောက်မှုကြောင့် ဖျားသုံးစုမြို့နေပြည်သူများရဲ့လူနေမှုစီးပွားရေးထိခိုက်နေရပြီးတော့ကြားဖြတ်လုပ်ငန်းများအနေနဲ့ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထားပြီးတော့ထွက်ခွာပေးရန်ဒီမိုကရေစီအကြိုးပြုကရင်တပ်မတော် DKBA ကအမိန့်ထုတ်ပြန်ထားပါတယ် ဖေဖော်ဝါရီလ9ရက်နေ့ကစပြီးတော့ထိုင်းမြန်မာနယ်စပ်မှာတရားမဝင် online ငွေကြေးလိမ်လည်မှုနဲ့ online လောင်းကစားလုပ်ငန်းများကိုတိုက်ဖြတ်ရန်အတွက်ထိုင်းနိုင်ငံအစိုးရကဖျားသုံးစုမျိုးအပါအဝင်နယ်စပ်မျိုးများကိုလျှက်စစ်မီးနဲ့လောင်းစားစီတင်ဖို့ခြင်းများကိုဖြတ်တောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးထိုင်းနိုင်ငံကလျှက်စစ်မီးနဲ့လောင်းစားစီတင်ဖို့ခြင်းများဖြတ်တောက်ခဲ့မှုကြောင့်ဖျားသုံးစုမျိုးနေပြည်သူများအနေနဲ့လျှက်စစ်မီးပြတ်တောက်မှုနဲ့ဆက်နွယ်နေတဲ့လူမှုစီးပွားထိခိုက်နေနာမှုများကိုခံစားနေရတယ်လို့ပြောပါတယ်။ဖျားသုံးစုမျိုးမှာတရားမဝင် online ငွေကြေးလိမ်လည်မှုနဲ့ online လောင်းကစားလုပ်ငန်း န်းများလှုပ်ဆောင်ခြင်းမရှိကြောင်းထိုင်းနိုင်ငံအစိုးရရဲ့ယုံကြည်မှုရရှိမှသာဖျားတုံးစုမျိုးကိုထိုင်းနိုင်ငံဘက်ကလျှက်စစ်မီးနဲ့လောင်စာဆီတင်ပို့မှုများကိုရခိုင်တိုင်း ပြန်လည်လှုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီးဖျားသောသူမျိုးနေပြည်သူလူထုရဲ့လူမှုစည်းပွားထိခိုက်နေနာမှုများကိုရောပါတက်တာစေနိုင်မှာဖြစ်ကြောင်းဒီမိုကရေစီအကျိုးပြုကရင်တမတော် DKB ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကြားဖြန့်တဲ့ပတ်သက်တဲ့မကောင်းတဲ့လုပ်ငန်းတွေအကုန်လုံးကိုရှင်းထုတ်ပြီးတော့မိအမြန်ဆုံးပြန်ရဖို့အရေးကတော့ထိုင်းကိုကူညီအားကိုးပြီးတော့တင်ပြရမှာပေါ့ရှင်းထုတ်ပြီးရင်သူတို့ကလည်းလာကြည့်ခိုင်းလို့ရတယ်လာလေလာလို့ရတယ်လို့ဖိတ်ခေါ်ရမှာပေါ့လို့ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA အမှတ်တဲစစ်ဒေသကိုယ်ကရေးမှုကပြောကြားထားပါဗျ။လက်ရှိဖျားတုံးစုမြို့အတွင်းမှာတရားမဝင် online ငွေကြေးလိမ်လည်မှုလုပ်ငန်းများနဲ့ online လောင်းကစားလုပ်ငန်းများလာရောက်ပြီးတော့အခြေချလုတ်ကင်နိုင်ခြင်းမရှိစေရန်နဲ့ထိုင်းနိုင်ငံဘက်ကလျှက်စစ်မီးနဲ့လောင်းစားစီများရခိုင်အတိုင်းအမြန်ဆုံးပြန်လည်ရရှိစေရေးအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ DKBA ဘက်ကကြေညာထားပါဗျ။ဖျားတုံးစုမျိုးအတွင်းမှာတရားမဝင်ဝင်ရောက်ကစားတောက်ကုန်များရောင်းချခြင်းလုပ်ငန်းများကာစီနိုလောင်းကစားလုပ်ငန်းများနဲ့ ဂိမ်းရုံများလောက်ကင်နေကြတဲ့တရုတ်လူမျိုးများအနေနဲ့2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မတိုင်မီမှာဖျားတုံးစုမျိုးကနေပြီးတော့အ мян ဆုံးထွက်ခွာပေးကြရတယ်လိုက်နာမှုမရှိပါကထိရောက်စွာအေးအေးဆောင်ရွက်သွားမှာဖြစ်ကြောင်းအမိန့်ထုတ်ပြန်ထားပါတယ်ဒါအပြင်ဖျားတုံးစုမျိုးအတွင်းထဲကိုတရုတ်လူမျိုးများတရားမဝင်ထပ်မံပြီးတော့ဝင်ရောက်မှုမရှိစေရန်လဲထိရောက်စွာပိတ်ပင်တားမြစ်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့ကိုတင်ပတ်ရရှိရေးအတွက် KIA ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာအမှတ်9000ကျားတက်လေတင်ငါတိုက်ရင်အပါဝင်တိုက်ရင်ဌာနချုပ်3ခုကိုတင်ပတ်ရရှိထားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40ကျော်ကိုဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလဇန်ပိုင်းအတွင်းမှာအမှတ်9000ကျားတက်လေတင်ငါတိုက်ရင်ကိုတင်ပတ်ရရှိခဲ့တယ်လို့သိရပါတယ်မနေ့ကဖေဖော်ဝါရီလ10ရက်နေ့က ဗမော်တိုက်ပွဲများမှာစစ်ကောင်စီဘက်ကအရာရှိနဲ့စစ်တီအယောက်40ကျော်ကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း KIA သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။တင်ကားတိုက်ရင်ကိုတိမ့်မိတာကတော့ရက်တော့နည်းနည်းကြာနေပြီ။သတင်းမထုတ်ဘဲနဲ့ထားခဲ့တာပါ။လက်ရှိတိမ့်ပတ်ရရှိထားတာကအမြောက်တက်366အမတ်63390ပန်ချက်ကတက်နေအမတ်9310လေးတင်ကားတက်တွေဖြစ်ပါတယ်လို့ KIA ရဲ့သတင်းအရေးမြစ်ကရှင်းပြထားပါတယ်။ဗမော်မြို့ကိုအပိသက်တိမ့်ပတ်ရရှိရေးအတွက်စကခ27ခလာရ236 ခလိုက်ရ40ခွန်လေ့ကျင့်ရေးတက်နဲ့ဒုံးတက်ရင်းများကြန့်ရှိနေပြီးတော့ KIA ဥဆောင်တဲ့တော်လိုင်းတက်များကထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဗမော်တိုက်ပွဲများအထွေမှာစစ်ကောင်စီတပ်ဘက်ကစစ်သားအယောက်60ကျော်တေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းပိတ်ပတ်ရရှိထားတယ်လို့သိရပါတယ်။ဒါပေမဲ့မိမိတို့တော်လိုင်းရေးတက်များဘက်ကလည်းထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့ရှေ့တန်းရောက် ် PDF သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဗမာမျိုးသိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ KI နဲ့ PDF အပါအဝင်တော်လိုင်းတပ်ပေါင်းစုများကစတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပြည်လဝစိတ်ကမ်းမှာစိုက်ကတ်ထားတဲ့ရေဒက်သင်းမောဘော်ကနေစစ်မှုထမ်းရန်ဖမ်းဆီးခံထားရတဲ့လူငယ်နှုတ်ဦးကစစ်သင်းမောဘော်ကနေပြီးတော့ခုံချထွက်ပြေးတဲ့အချိန်မှာ Elite LBG Company ကဝန်ထမ်းများကဝိုင်းဝန်းဖမ်းဆီးပြီးတော့စစ်တပ်လက်ထဲကိုပြန်လည်အနှံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ည7:00နာရီကမှရန်ကုန်မြို့တီလဝါစိတ်ကမ်းမှာစိုက်ကတ်ထားတဲ့ကင်းလက်စစ်ရေးရင်ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်နှုတ်ဦးဟာ ခုံချရေကူးပြီးတော့ Elite LPG ကုမ္ပဏီပါစိတ်ကမ်းဝင်းထဲကိုဝင်ရောက်ပြီးတော့ထွက်ပြေးလာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလူငယ်နှစ်ဦးကိုကုမ္ပဏီလုံခြုံရေးဝန်ထမ်းများကလိုက်လံဖမ်းဆီးပြီးတော့စစ်တပ်လက်ထဲကိုပြန်လည်အနှံခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းရန်ဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးကို Elite LPG ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်အငိမ့်စားဘုံမှုအောင်မြင်သိန်းကဥဆောင်ဖမ်းဆီးခဲ့ပြီးတော့စစ်တပ်ထမ်းကိုပြန်လည်အနှံခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးဟာ လဲကူးမျိုးနယ်ကအသက်16နှစ်အရွယ်လူငယ်နဲ့ထောက်ကျမ်းမျိုးကအသက်24နှစ်အရွယ်လူငယ်တို့ဖြစ်ပြီးတော့ဒလဘက်ကိုတွားရောက်တဲ့အချိန်မှာရေတက်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။တိလဝါရေတက်ရဲ့ကန့်ကတ်စစ်ရေရင်ပေါ်ကနေပြီးတော့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးကရေကူးပြီးတော့တိလဝါ Elite LPG ကုမ္ပဏီပိုင်စိတ်ကန်းခြံဝင်းထဲကိုည၈နာရီခန့်လောက်ကထွက်ပြေးသွားတာကို Elite Company လုံခြုံရေးဝန်ထမ်းတွေကပြန်လည်ဖမ်းဆီးပြီးတော့ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်အငိမ့်စားဘုံမှုအောင်မြင်သိန်းက စစ်တပ်ကိုခေါ်ပြီးတော့ပြန်လဲအနှံလိုက်ပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လဲပြောပြထားပါတယ်စစ်တပ်နဲ့ပတ်သက်နေတဲ့ elite company ဟာဒီလဝအထူးစီးပွားရေးဇုံမှာတန်ချိန်3000ဆက် LPG ရေနံဓာတ်ငွေ့ရီတိုးလောင်ရုံကို ကိုပိုင်စိတ်ကံကိုပိုင်လောင်ကံများနဲ့လုတ်ကင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းဝဲမြို့နယ်သဘောကောင်းကြီးွာကစစ်မှုထမ်းရမယ့်စည်ရင်ထဲမှာတန်ကားတော်နှစ်ပါးပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်သားတစ်ပတ်ဝင်းကျင်လောက်ကသဘောကောင်းကြီးွာကိုစစ်မှုထမ်းဖို့စည်ရင်ဆိုပြီးတော့စစ်တပ်ကလာပေးသွားတဲ့ထဲမှာအဲ့ဒီစည်ရင်ထဲကလူဦးရေ189ယောက်ထဲမှာကြီးွာကစာဝါလိုက်နေတဲ့ငယ်ပြူတန်ကားနှစ်ပါးပါဝင်နေတယ်လို့သိရပါဗျ။ အခုတည်းကတော့စီးရင်ကဒူတွေကိုလာမခေါ်သေးပါဘူးတန်ခါနှစ်ပါးရဲ့အသက်တော်နဲ့ဘွဲတော်သတင်းသုံးနေတဲ့ចောင်းတွေကိုစုံစမ်းနေသေးပါလို့ Voice of One တွင်ကအတိပေးပြောပြထားပါတယ်အဲ့ဒီတပုတ်ကုန်းကြီးပါဟာအင်ဂျင်800ခန့်ရှိတဲ့ကြီးပါဖြစ်ပြီးတော့အာနာသိမ့်ပြီးတဲ့ကာလာကလေးကကြီးပါအုပ်ချုပ်ရေးမှုလုပ်ချင်တဲ့ဒူတွေမရှိတာကြောင့်ဖုန်ကြီးចောင်းကဆရာတော်တွေကအုပ်ချုပ်ပေးနေရတဲ့ရွာဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ February လ9ရက်နေ့ကစစ်သားတွေဟာကာနစီဆိုင်ကယ်နစီနဲ့တပုတ်ကုန်းကြီးပါဘက်ကိုလာနေတဲ့အချိန်ရွာကနေကင်းဆောင်ပေးနေတဲ့ရွာသားက တန်ကြောင်တီးပြီးတော့အချက်ပေးတာကိုစစ်သားတွေကကြားသွားတာကြောင့်ကျေးပါတဲ့ကိုဝင်ရောက်ကပြည်သူပိုင်းပစ္စည်းတွေကိုဖျက်ဆီးရန်ကားသွားတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့သိရပါတယ်။ရွာရဲ့အဝင်မှာရွာတကားပေါက်လုပြီးတော့ကင်းအလဲကြစောင့်နေဆက်နေတဲ့အချက်ပေးတန်ကြောင်တွေကိုလှုပ်ထားပါတယ်။အဲ့ဒီနေ့ကအချက်ပေးတာစစ်သားတွေကကြားသွားတော့ရွာရဲ့တကားကိုလည်းဖျက်ပြီးတော့ဝင်လာတယ်။ရွာတွေကဈေးဆိုင်တဆိုင်ကိုလည်းဝင်ရောက်ပြီးတော့မွေနောက်ဖျက်ဆီးခဲ့တယ်။ရွာတွေကတဲတော်ဈေးမှာဈေးသွားရောင်းနေကြလူတအုပ်ကိုလည်းဖမ်းသွားတယ်။အဲ့ဒီညကရွာရဲ့ခေါင်းဆောင်ဆရာတော်နဲ့အဲ့ဒီစစ်သားတွေပြဿနာတက်ကြတယ်လို့ Voice of Wonder ကတာဝန်ရှိသူကပြန်လည်ပြောပြထားပါရယ်စစ်ကောင်စီဟာပြည်သူတွေကိုအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းဖို့အတွက်ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုတရားမဝင်ပြဋ္ဌာန်းလိုက်တာဖြစ်ပါရယ်အစပိုင်းမှာစစ်မှုထမ်းစည်ရင်ထဲမှာတန်ဃာတော်တွေနဲ့အမျိုးသမီးတွေကိုကင်းလွတ်ခွင့်ပေးခဲ့ပေမယ့်လက်ရှိမှာတော့စစ်မှုထမ်းစည်ရင်တွေထဲမှာတန်ဃာတော်တွေပါပါဝင်လာသလိုအမျိုးသမီးတွေကိုလည်းစစ်မှုထမ်းဖို့အတွက်နာမည်စည်ရင်တွေကိုစတင်ကောက်ခံနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ချင်းပြည်နယ်ဟာဆာထန်တလန်မြို့နယ်ကြားမှာရှိတဲ့ရွှေတန်းစခန်းကစစ်ကောင်စီတပ်သား၄ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့ချင်းမျိုးသားတပ်မတော် CNA ထံကအလင်းဝင်ရောက်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဟာဆာထန်တလန်မြို့နယ်ကြားခြေကုပ်ယူထားတဲ့ point 3စခန်းမှာစစ်မှုမထမ်းမနေရဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရတဲ့တပ်သားများတဲ့က၄ဦးဟာဖေဖော်ဝါရီလ9ရက်နေ့မှာအလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတပ်သားများနဲ့အတူလက်နက်3လက်နဲ့ခဲယမ်းများပါရှိလာတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများကိုဖေဖော်ဝါရီလ10ရက်နေ့မှာ ချင်းမျိုးသားတက်မှာတော့ CNA ကစုငွေပေးအပ်ခဲ့ရာလက်နက်တက်လက်ကို7350နှုန်းနဲ့စုငွေများပေးအပ်ခဲ့တယ်လို့အသိပေးထားပါတယ်ချင်းမျိုးသားတက်မှာတော့ CNA ဟာချင်းလန်းကောင်စီအဖွဲ့ဝင်လက်နက်ကင်တက်ဖြစ်ပြီးတော့ချင်းဒေသကာကွယ်တပ် CDF များနဲ့အတူပူးပေါင်းကစစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်နိုင်ငံတော်ဝန်မှာတိုက်ပွဲများမှာအထိနာနေတဲ့စစ်ကောင်စီဟာပြုံးတီးသွားတဲ့စစ်အင်အားများကိုပြန်လည်ဖြည့်တင်းနိုင်ရန်အတွက်ဒေသအသီးသီးမှာရှိတဲ့လူငယ်များကိုစစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးအထမစစ်သားစုဆောင်ခြင်းတင်နန်းများပေးပြီးတော့ရွှေတန်းစစ်မြေပြင်တွေကိုချက်ချင်းပို့ဆောင်နေတဲ့အတွက် စစ်မှုထမ်းတပ်သားတဲ့များဟာတိုက်ပွဲများမှာတေဆုံးထိခိုက်ပြီးတော့ဖမ်းဆီးခံရမှုနဲ့တိုင်းသားတော်လိုင်းတပ်များထံမှလက်နက်ချအလင်းဝင်ရောက်မှုများဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်အဲ့ဒီအခြေအနေတွေကြောင့်အထမစုဆောင်ခံထားရတဲ့ပြည်သူစစ်မှုထမ်းစစ်သားတဲ့များအနေနဲ့အခွင့်အခါရရှိပါကပြည်သူကာကွယ်တပ်များအပါအဝင်တော်လိုင်းတပ်ဖွဲ့များထံမှလက်နက်ချအလင်းဝင်ရန်ချင်းပြည်နယ်ဖလန်းမြို့တိုက်ပွဲမှာချင်းကြီးနောင်ကဖမ်းမိထားတဲ့စစ်တုံးမန်းအချို့ကကြံရှိနေတဲ့စစ်တပ်ထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ်အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ